တန်တရားဝင်ခံနေရလို့ထူရဲ့ကိစ္စကသူနဲ့မဆိုင်ကြောင် ဖြေရှင်းလိုက်တဲ့ထူရဲ့ကောင်မလေးအလုံးမဲမင်္ဂလာပေါင်းဗမိစနောင်းကနေကျဆွလိုက်ပါတယ်ထူကွယ်လွန်သွားတာဆရဲ့ကြော်သွားပြီးဖြစ်ပေမဲ့လည်းသူရဲ့ကွယ်လွန်မှုနောက်ွယ်ကအကြောင်းရင်းတွေကတော့ဖြေရှင်းလို့မပြီးသေးပါဘူး သူဟာရင်မတော်တဆမှုနဲ့ကွယ်လွန်သွားခဲ့တယ်လို့ပြောခဲ့ချက်ပေမဲ့လည်းသူ့ရဲ့ကားကတော့ရစရာမရှိအောင်ဖြစ်သွားခဲ့တာပေါ့။ကားပြစီသွားတဲ့ပုံစံကတပင်းကိုတိုက်မိတာနဲ့မတူတာကြောင့်သူ့ပရိသတ်တွေကနောက်ွယ်မှာတစ်ခုခုရှိနိုင်သေးတဲ့အကြောင်းတွေကိုသိချင်နေကြပါတယ်။သူ့ရဲ့မတော်တဆမှုမှာသူ့ရဲ့ကမာလေးလည်းပါဝင်ခဲ့ပေမဲ့အရင်မင်းကလေးကတော့ရက်လက်ပြီးတဲ့အထိဘမမဖြစ်ရှင်းလာခဲ့ပါဘူး။နာရီမှာတော့ငိုနေခဲ့ပြီးချစ်သူတယောက်လို့ဆုံးရှုံးသွားရလို့ဝမ်းနဲ့နေခဲ့တဲ့သူပေါ့။သူနဲ့တစည်းနဲ့စီလာခဲ့ပြီးအဖြစ်ပြက်တွေအားလုံးကိုမြင်လိုက်ရပေမဲ့နှုတ်ဆက်နေခဲ့သူပေါ့။ ဒါကြောင့်ပရိသတ်တွေကထူရဲ့ကောင်မလေးထွက်ပြီးဖြည့်ရှင်းတင်တယ်လို့ပြောကြပါတယ်။သူကအတော့စားမရှိသူတယောက်ဖြစ်ပြီးဒီလိုဖြစ်နေကြုံခဲ့ရတာဟာရိုးရိုးသားသားတော့မဖြစ်နိုင်ဘူးလို့မှန်းဆကြပါတယ်။သူရဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးပရိသတ်တွေကရန်ပြောလာတဲ့အချိန်မှာမတက်တာတော့ပဲသူရဲ့မိန်းကလေးကဖြည့်ရှင်းလာခဲ့ရပါတယ်။အများထင်နေကြသလိုသူကလောက်ကျန်ခံရတာမဟုတ်ဘဲအရန်မူးတာကြောင့်ဒီလိုဖြစ်သွားတော့ပါလို့ဆိုပါတယ်။ ထို့နဲ့သူရဲ့ချစ်သူမင်းကလေးအခြားမျိုးသားတယောက်ကညတနာဤထိတောက်ထားခဲ့ပြီးအိမ်ပြန်လာကြတာပေါ့ညနေနေပြီးဖြစ်တာကြောင့်ထို့ကကားကိုအရှိန်မြင့်ကမောင်းခဲ့ပါတယ်ကားကိုဖြည်းဖြည်းမောင်းဖို့ပြောပြမယ်လေထို့ကတော့အရှိန်မထိနိုင်ပဲကားမှောက်သွားတာပါလို့သူရဲ့ကမလေးကဖြည့်ရှင်းထားတာပေါ့အများတန်တရားဝင်နေတယ်လို့လောက်ချန်ခံရတာမဟုတ်ပဲအရက်မူးပြီးတော့အရှိန်မထိနိုင်ဖြစ်သွားရကောင်သူကလည်းအထင်မလွဲစေချင်တာကြောင့်ရတော်ကြမှာဖြည့်ရှင်းလာတာပေါ့သူရဲ့ချစ်သူမင်းကလေးကဖြစ်ဖြစ်ချင်းမှာပဲဘေးပတ်ဝန်းကျင်ကိုအကူအညီတောင်းပြီးစိတ်ယုံကိုအမိပို့လိုက်ပါတယ် ဆေးရုံမှာလိုအပ်သမျှကိုလုပ်ပေးပြီးသူ့ရဲ့အမိလည်းရောက်လာပါတယ်။ဒီကိစ္စဖြစ်နေချိန်မှာသူ့ရဲ့အဖေကလည်းဆေးရုံတက်နေရပြီးအသက်လွနေရပါတယ်။ ဒါပေမဲ့ဒီမင်းကလေးကသူ့အဖေထက်ဆေးရုံတက်နေရတဲ့သူ့ရဲ့ဘေးမှာ၃ရက်လုံးလုံးစောင့်နေပေးခဲ့ပါတယ်သူကဒဏ်ရာတွေမသက်သာတော့ဘဲကွလွန်သွားခဲ့တာဖြစ်ပြီးသူ့အကြောင်းနဲ့သူကွလွန်သွားတာဖြစ်ကြောင်းပြောပြလာခဲ့တဲ့သူပေါ့ဒါပေမဲ့အချိန်တော်ကြာတဲ့အထိမပြောခဲ့တဲ့အကြောင်းရင်းကိုလည်းပရိသတ်တွေကသိချင်နေကြပါတယ်သူရဲ့မိန်းကလေးကအရင်ညကကိစ္စတွေကိုထုံးမပြောခဲ့တာဟာသူရဲ့မိကမပြောဖို့အတွက်တောင်းဆိုထားတာကြောင့်ဖြစ်ပါတယ်အခုတော့သူ့ကိုအထင်လွင်လာကြတဲ့အပြင်တန်တရာဝန်ခံနေရတာကြောင့်ရှင်းပြလာခဲ့ပြီးယုံနာမယုံနာကတော့သူရဲ့ပရိသတ်တွေရဲ့ကိစ္စပ ါလို့ဆိုပါတယ်။သူကတော့ကားကိုလည်းဖြည်းဖြည်းမောင်းဖို့ပြောခဲ့တယ်လို့နောက်ဆုံးချိန်မှလည်းရှိနေပေးခဲ့ပြီးရက်လက်တဲ့အထိလည်းအကောင်းဆုံးလုပ်ပေးခဲ့တာကြောင့်သူ့ကိုယ်သူလက်ပြလုံးနဲ့လို့ပြောထားပါတယ်။နောက်ထပ်သိချင်တဲ့အကြောင်းအရာတွေရှိရင်တော့သူ့အမေကိုတောင်းမေးချပါလို့ထူရဲ့ကမလေးကပြောလိုက်ပါတယ်။ထူရဲ့အမေကတော့တောင်းငယ်လေးနောက်ဆုံးအသက်ထွက်သွားတဲ့အထိသူ့ဘာကိုကြောက်လန့်ပြီးတိုက်လိုက်လဲဆိုတာကိုပဲသိချင်နေတာပါ။ရရန်ကကမဟုတ်တဲ့အကြောင်းကိုရိုင်းမွေးထားတဲ့အမေကအသိဆုံးဖြစ်ကဘာကြောင့်လဲဒီလိုဖြစ်သွားရတာကိုပဲသိချင်နေတာအကြောင်း အိမ်မပေးမလားလို့တောင်စောင့်နေခဲ့တဲ့သူပေါ့သူရဲ့အမေသိချင်တာကလည်းဘသူကမှတန်တရားဖြစ်လို့မဟုတ်ဖဲသူကလွတ်လွတ်လပ်လပ်ဖြစ်သွားစေချင်အောင်ပါလို့ဆိုပါတယ်ပရိသတ်တွေကချစ်ခင်ကြတာကိုနားလည်လို့ဘသူအပေါ်မှာတန်တရားမဖြစ်ပါနဲ့လို့သူရဲ့ကိုစားသူမေကတောင်းပန်ကြောင်းရေးသားထားပါတယ်သူရဲ့ကောင်မလေးဖြည့်ရှင်းလာတဲ့အကြောင်းအရာတွေပေါ်ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်အလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်မမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ